မင်္ဂလာပါကလေးတို့ရေဒီနေ့ဖပြမဲပုံမြင်လေးရတော့ဖား6កောင်ပုံမြင်တခါတော့ငါနက်နက်ဆော့ဆော့အချိန်မှာဖား6កောင်ဟာအစာရှာထွက်လာကြတာဗောအစာရှာကြရင်မထင်မဲ့ပဲရေရင်းပြက်တစ်ခုတည်းကိုဖား6កောင်စလုံးပြုတ်ကျသွားတဲ့ ါပေမဲ့ကံကောင်းထောင်းမစွာနဲ့ရေတွင်ထဲမှာရေလေးနဲ့နဲ့ရှိနေသေးတော့ဖာရီဟာတေကံမရောက်အသက်မပြောက်ကြဘူးဖာချောက်ကောင်ကလည်းအကူညီရလို့ရညာအောင်ကြတာပေါ့ကဲကြပါအောင်ကဲကြပါအောင်ဗျာကျွန်တော်တို့လည်းရေတွင်ထဲပြုတ်ကြနေလို့ကဲကြပါအောင် ဒီလိုတစားစားအော်နေကြတော့ရင်းတွင်းထဲမှာဖားသံတွေနဲ့ဆူညံနေတာပေါ့ဒီလိုဖားလေးတွေဟာအော်ရတာမောလာတဲ့အခါမှာအော်သံတွေရက်ပြီးအိတ်စိတ်ငြိမ်သက်သွားကြပြန်နေဖားသံမမကြပဲတိတ်စိတ်ငြိမ်သက်နေတဲ့အချိန်မှာနံပါတ်1ဖားကအတန်ထွက်လာတယ် ငါတို့တော့ဒီတွင်းနဲ့လွတ်မှာမဟုတ်ပါဘူးကဲမဲသူလည်းမရှိငါတို့ဘဝတော့တွားပါပြီဒီဒီလိုညီးတွားရင်စိတ်ပြက်လက်ပြက်ငိုကြွေးနေတာပေါ့နံပါတ်1ဖာကငိုနေတဲ့နံပါတ်1ဖာကိုမငိုပါနဲ့ကွာဘဝဆိုတာနေတဲ့ရင်ချိန်နဲ့ဆရာပါကွာငိုမနေနဲ့ရောက်ရအရမှာပျော့ပျော့နေ အချိန်တည်းဒီနေရာကတို့တွေလွတ်မှာပါကွာမငုံနဲ့မငုံနဲ့ဒီလိုနှစ်သိမ့်ပြီးအချင်းတွေကိုပျော်ရွှင်စွာစုနေတယ်နံပါတ်3ဖားကတော့မိုးနှက်မင်းကိုတိုင်တယ်ပြီးဆွတောင်းနေတာပေါ့မိုးနှက်မင်းကြီးကဲပါမိုးနှက်မင်းကြီးကဲပါဖျားမိုးရွာချပေးပါ မိုးရွာမှာရေတွင်းနဲ့ရေတွေပြေးပြီးကျွန်တော်မျိုးတို့လွတ်မြောက်ခွင့်ရမှာဖြစ်ပါတယ်ကျွန်တော်မျိုးတို့လွတ်မြောက်တဲ့အခါမိုးလက်မင်းကြီးကိုအရင်ကထပ်ပို့ပြီးပူဇော်ပတ်တာပါမယ်ဗျာဒီလိုဒွတ်တွတ်နဲ့တိုင်တဲပြီးဆုတောင်းနေတာပေါ့နံပါတ်၄ဖားကတော့အဖြစ်တွေပဲတင်နေတယ် ဒီနေ့တော့ငါတို့အတွက်အကန့်ဆိုးတာပဲဒီနေ့အစာရှာထွက်မလာခင်ကောင်းသားခုတော့ဒီလိုကန့်ဆိုးတဲ့ကောင်းနေနဲ့လိုက်လာမိတာငါ့အမငါ့အမဖယားခင်ကလည်းငါတို့ဖားတွေကိုအတောင်ပဲနေဖန်ဆင်းလာပေးရမှာဒါမှငါတို့ဖားတွေပဲတော့တော့အတောင်ပဲလေးခက်ပြီးပြန်ပြီးအဆင်ပြေမှာပေါ့နမလေးဖားကတော့တလောကလုံးကိုအပြစ်တွေကြီးတင်နေတယ် နမငါဖာကငြိမ်သက်စွာစဉ်းစားနေတယ်အပေါ်ကိုတွေ့တက်ရင်ကောင်းမလားတွေ့တက်လို့လေငါအစွမ်းနဲ့ရောက်မလားတွေ့တက်လို့ငါပြုတ်ကြရင်ရောဟုတ်ဖားတွေကငါ့ကိုလှောင်ရည်ကြမှာလားတွေ့တက်လို့မအောင်မြင်မဲနေရနဲ့ရိုက်မိရင်ငါဒုက္ခရောက်သွားနိုင်တယ် ဒီအတိုင်းကဲမဲ့သူကိုစောင့်မျှနေကောင်းမလားကြိုးစားရမလားဒီလိုတွေ့ဝေပြီးစဉ်းစားနေတာပေါ့ဒီလိုနေဖားငါကောင်ဟာငိုတဲ့ဖားကငိုတချင်းဆိုတဲ့ဖားကတချင်းဆိုဆူတောင်းတဲ့ဖားကဆူတောင်းစင်းသားတွေ့ဝေတဲ့ဖားကဆူတောင်းရင်သူတို့အားလုံးရဲ့အဖော်နဘက်ချုပ်ဖားကိုတတိယလိုကြိလိုက်တဲ့အခါ ထဲမှာမရှိပဲပြောင်းနေတာကိုသတိထားမိတယ်။ဟေးဟေးတို့တငယ်ချင်းကိုဖာဘယ်ရောက်သွားပါလဲ။အလုံးဝိုင်းရှာကြတဲ့အခါမဆောင်လာတဲ့ရွေရင်းပြိတ်နေရဲ့ခမင်းမြစ်တနေရာမှာရှိတဲ့ကြောက်စွန်းတစ်ခုပေါ်ကိုကြိုးစားတက်ရင်အပေါ်ကိုလည်းမရောက်အောက်ကိုလည်းမကြားပဲတန်လန်းကြီးဖြစ်နေတာပေါ့။ ဒီကောင်တော့ပြုတ်ချက်သေးတော့မှာပဲဟေးဟေးဟေးပြန်စင်းငယ်ပြန်စင်းငယ်မင်းမတက်နိုင်ဘူးမင်းမဖြစ်နိုင်တာလေမလောက်ပါနဲ့ကွာဒီကောင်ကိုကိုကိုအထင်ကြီးနေတာပဲသူ့ကိုသူဘာများမှတ်နေလဲမသိဘူးသူ့ကိုသူသူရဲကောင်းများထင်နေလားမသိဘူးဟန်ဒီအယူကောင်ပြုတ်ကြတော့မယ်ဟေးဟာ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  ိုသူ့ဘာသာသူပြောက်ကြတာအရေးမကြီးဘူးမတော်ငါအပေါ်ပြောက်ကြနေမှငါပါပြားနေအောင်မယ်လွတ်နေရရှောင်မဒီလိုရေရွေးအောင်မှကြံခဲ့တဲ့ဖားငါးကောင်စလုံးဟာဝေဖန်တဲ့အမျိုးမျိုးပေးနေပြီမဲ့နံပါတ်6ဖားကတော့တွေ့တက်နေစေပဲနံပါတ်6ဖားဟာကြောက်စုံဘော်ကိုရှိသမျှအားရတုံးရင်အမိရတက်လိုက်ပြီး ့ဆုံပေါ်မှာအမောပြေနေလိုက်တယ်။အောက်ကဖားငါးကောင်လဲပါးစပ်တွေညောင်းတဲ့အခါတစ်တင်ဝေဖန်တန်တွေတိတ်ဆိတ်သွားသလိုနံပါတ်6ဖားကိုလဲဂယုတဆိုင်နဲ့မကြည့်ဖြစ်တော့ပဲသူတို့လုံနေကြပုံစံအတိုင်းငိုတဲ့ကောင်ကငိုတချင်းစုံတဲ့ဖားကစုဆူတောင်းတဲ့ဖားကတောင်းတွေ့ဝေးတဲ့ဖားကတွေ့ဝေးပြန်လို့ရင်နံပါတ်6ဖားဆက်တက်နေလား အပေါ်ရောက်သွားသလားပြုတ်ကျလာမလားဆိုတာသတိမထားမိကြတော့ဘူးဒီလိုနဲ့အချိန်တွေကုန်လာရင်ညနေနေဝင်ချိန်ကို ရောက်လာပါတော့တယ်ကွယ်ရှင်ရင်းနေမှာအလင်းရောက်နေလာသလိုကဲမဲ့သူများပေါ်လာလိမ့်မလားမျောလင့်ချက်နဲ့ရှင်ရင်းအဝါစီကိုမျောမဲမော့ချီရင်ကဲဟာယူပါနဲ့ဖားတွေဟာအော်ဟစ်အကူကြီးတောင်းကြပြန်နေ ီလိုအော်ဒန်နဲ့ဆုညံနေတော့ရေရင်းလေးကိုမွေကြီးကောင်ဆင်းလာပါတော့တယ်။အော်နေတဲ့ဖားတွေလည်းအတန်တိတ်သွားသလိုဒီတစ်ခါတော့သူတို့ဘဝလမ်းဆုံးသွားပြီဖြစ်ကြောင်းမျော်လင့်ချက်မေ့စွာနဲ့စောင့်တည်ရမယဖြစ်သွားပါတော့တယ်ကွယ်။မွေကြီးလည်းဖြည်းဖြည်းနီကပ်သလားသလို ဖားတွေလည်းတိတ်ချင်းတရားကိုမငင်းဆန့်တော့ပဲမြင့်လုံးလေးကိုစုံမိုက်လိုက်တော့တယ် ဒီလိုချိန်မှာပဲသူတို့ဟာအတန်တန်ကိုကြားလိုက်ရတယ်။ဟေးတငယ်ချင်းတို့ငါချလိုက်တဲ့နွယ်ချိုမှီရဲ့လား။မှီမြ мян တက်လာကြဟေးမကြခင်အပြင်မှာမှောင်တော့မှာ။ဒီတန်ကိုကြားတော့ရေရင်းတွေကဖားရည်လဲအံ့ဩဝမ်းတောင်မှုတွေနဲ့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါသူတို့ထင်တာတဲ့မွေကသူတို့ရဲ့တငယ်ချင်း နံပါတ်6ဖာချပြီတဲ့ຫນွေချိုးဖြစ်နေတာကိုတွေ့လိုက်ရတာဗောရည်ရွှင်းထဲမှာမှောင်နေတော့သူတို့ကຫນွေချိုးချပေးတာကိုမွေးစင်းလာတယ်လို့ထင်လိုက်မိတဲ့သူတို့အားလုံးကိုကဲတဲ့နံပါတ်6ဖာကို ကျေးဇူးတင်စကားတွေပြောလို့မဟုတ်ရတလို့နံပါတ်6ဖားရဲ့ဆွဲလုံလဝိရိယနဲ့စူးစမ်းအားထုတ်မှုတွေကိုလည်းချီကျူးကုန်ပြုစကားပြောဆိုကြရင်ချင်းနေတန်မြန်တီဆိုပြီးပျော်ရွှင်စွာနဲ့အိမ်ကိုပြန်သွားကြပါတော့တယ်ကွယ်ကလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲနော်ကလေးရဲ့ဘဝမှာအခက်အခဲပြဿနာတွေနဲ့ကြုံတွေ့ရတဲ့အခါ ပထမဖားလို့စိတ်သက်ကြလွယ်ဘဝကိုရှောင်းပွေးလွယ်တဲ့သူမဖြစ်ပါစေနဲ့နံပါတ်2ဖားလို့ဘဝကိုရည်စုံမျောသလိုဘဝကိုအလင်းနဲ့မရှိမဖြစ်ပါစေနဲ့နံပါတ်3ဖားလို့ကိုယ့်ရဲ့အစွမ်းစောက်ကိုမထုတ်ဖို့ပဲသူတစ်ပါးပေါ်မိခိုတဲ့သူမဖြစ်ပါစေနဲ့ကွယ်နံပါတ်၄ဖားလို့ စူးစားလူစိတ်မရှိအစိုးမြင့်စိတ်တွေနဲ့တလောကလုံးကိုအပြစ်မြင်တတ်သူလည်းမဖြစ်ပါစေနဲ့ကွယ်နမငါဖားလို့လေမိမိကိုကိုယုံကြည်မှုမရှိပဲတွေ့ဝေသူမဖြစ်ပါစေနဲ့ဘဝမှာအောင်မြင်ခြင်းရင်နဘ6ဖားလို့ကြောက်စုံကပြုတ်ကြတော့မယ့်အနေထားလို့စူးစမ်းရမယ် အောင်ပြုတ်ကြရင်သိမယ်အသိခံမလားအောင်မြင်သူအဖြစ်ရက်တည်မလားဘသူတွေပါပဲပြောနေနေဘသူတွေဘလို့ပဲဝေဖန်မှုတွေဘလောက်ပဲရှိနေနေယုံကြည်ရလန်းကိုစိတ်သက်ခိုင်မာစွာအောင်မြင်အောင်အရောက်လှမ်းရပါမယ်ကွယ်မမီကိုကိုမြင်အားနဲ့ချက်တွေပြင်းရင်ဘဝမှာအောင်မြင်သူတွေဖြစ်နိုင်ကြပါစေကွယ် ဒီနေ့တော့ဒီလောက်ပါပဲနော်။